အခုဒီဗီဒီယိုမှာမားတတဲ့အသက်အတွက်ရှိတဲ့စက္ကလုံ၅လုံးကိုပြောပြထားပါတယ်။ကဲပထမတစ်လုံးကတော့ဒီစက္ကလုံလေးဖြစ်ပါတယ်။ How do you pronounce this word? ဒီစက္ကလုံကိုဘယ်လိုတန်ထွက်မလဲ? honor 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 ဒီစက္ကလုံကို h နဲ့စတယ်ဆိုပြီးတော့ h တန်ထွက်လို့မရဘူး။ honor လို့မထွက်ပါဘူး။သူ့ကို h ကိုဖြုတ်လိုက်မယ်ဆိုရင်ဘာကျန်မလဲ? on ကျန်တယ်။အဲ့ဒီအတန်လေးထွက်ပါ on on ပြီးတော့မှ nar stress လို့ခေါ်တဲ့ဖြေတံကိုရှည်ဆုံးมาထားတယ်เนาะရှည်ဆုံးဆိုတာ h အပေါ်ကိုပြောတာမဟုတ်ဘူး o ပေါ်ပေါ့ဒါကြောင့်မလို့အတန်တက်က honor 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 လို့ထပ်ပါတယ်เนาะပါလဲဆိုရင်ဂုံပြူတာကိုပြောတာဂုံယူတာလေးเนาะဒါမျိုးပြောတာပေါ့ဟုတ်ပြီ for example it is an honor to meet you it is an honor to meet you ခမားနဲ့တွေ့ရတာသို့မဟုတ်မင်းနဲ့တွေ့ရတာဂုံယူမိပါတယ်။နောက်တကယ်ဂုံယူစရာကိစ္စပါပဲလို့ပြောတာပါ။ Okay. It is an honor to meet you. It is an honor to meet you. ဒါကြောင့်မလို့ဒီစလုံးလေးကိုမြင်လာနေပေးအတန်ထွက်ကမှာကတော့ honor မဟုတ်ပဲနဲ့ honor 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 to how do you pronounce this word ဒီစကားလုံးလေးကိုဘယ်လိုတန်ထွက်မလဲ sapper sapper သူကို sapper လို့ထပ်ပါတယ် super မဟုတ်ဘူးเนาะ p နှလုံးပါပါတယ် p တစ်လုံးနဲ့ဆိုရင်တော့ super ပေါ့เนาะ superman စသဖြင့်ပေါ့ထပ်လို့ရပါတယ် super girl အခုကတော့ p နှလုံးနဲ့ sapper လို့ထပ်ပါတယ် stress လို့ခေါ်တဲ့ p တန်ကခြေဆုံးက asthma ထားတဲ့ကြောင့်သူကို sap ဆိုပြီးတော့ p ထပ်မယ် sapper 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 okay သူရဲ့အတိတ်ပဲပါလဲဆိုရင် သူကညလေစာလို့ခေါ်มาပေါ့ကျွန်တော်တို့အစောကြီးစားမယ်ဆိုရင် breakfast ဟုတ်တယ်เนาะအော်တခါနေ့လယ်မှာစားမယ်ဆိုရင် lunch ဟုတ်ပြီညဆိုရင် dinner ဟုတ်တယ်เนาะအခုပြောချင်တဲ့ supper ကတော့ dinner ပြီးနောက်ပိုင်းမှာစားတဲ့အစာကိုပြောတာပေါ့เนาะအဲ့ဒါကို supper လို့ခေါ်ပါတယ်အဲမြန်မာလိုဆိုရင်တော့ညနောက်ပိုင်းမှာစားတဲ့ညလေစာလို့ပါညလို့ပြောเนาะပြောတာပါ ဟုတ်ပါပြီ for example we had soup and bread for supper. We had soup and bread for supper. ကဲကျွန်တော်တို့တွေက we ဆိုတာကျွန်တော်တို့ပါနော်။ had ဆိုတာဒီမှာစားတောက်တာကိုပြောတာပါ။ soup and bread နော်။စပြုတ်နဲ့ပေါင်မို့ကိုစားတယ်။ for supper နော်။ supper တဲ့စားတယ်ပေါ့နော်။ supper စားပေါ့။ကျွန်တော်တို့ကစပြုတ်နဲ့ပေါင်မို့စားပါတယ်။ Okay ဟုတ်ပြီနော်။ဒါကြောင့်မို့လို့ဒီစလုံးလေးကိုမြင်လာနေပဲအတန်ထွက်တဲ့ကာမကတော့ supper 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 3 how do you pronounce this word ဒီစကားလုံးလေးကိုဘယ်လိုတန်ထွက်မလဲ dining table dining table လို့တန်ထွက်ပါတယ်အဲဒီနေရာမှာတော့ table ကိုအဓိကပြောချင်တာမဟုတ်ပါဘူးเนาะအဓိက dining ကိုပြောချင်တာပါ dinner နဲ့သွားမှာတက်တယ်เนาะ dinner လို့ထွက်လာကြမှာဒီမှာလည်းသွားပြီးတော့ dining ကိုထပ်မိမှာဆိုလို့เนาะ dining မဟုတ်တော့ဘူး dine ဆိုအတန်ဖြစ်သွားတယ် dining dining table stress လို့ခေါ်တဲ့ဖိတန်ကိုဒီမှာထားရတဲ့ကြောင့်လို့ dine ဆိုပြီးတော့ကျွန်တော်တို့ကပြင်ပြင်းလေးဖတ်ရအောင်မယ်နော် dining table dining table အမလို့ကတော့ညစာစားတဲ့စပွဲကိုပြောတာပေါ့ဟုတ်ပြီ for example the dining table is set for four people the dining table is set for four people အဲ့တော့အတိအပယ်ကတော့ dining table ကို set set ဆိုတာပါလို့တီခင်းထားတယ်ပေါ့နော်ပြင်ဆင်ထားတယ် for အတွက် for people လေးယောက်စာအတွက်ပြင်ထားပါတယ် okay ဒါကြောင့်မလို့ဒီစလုံးကိုမြင်ထွက်ရမယ့်အတန်ကတော့ dining dining table dining table dining table for how do you pronounce this word ဒီစကလုံးကိုလိုတန်ထွက်မလဲ cafe ဒါကတော့လွယ်ပါတယ်နော်ကဖေးဆိုတဲ့မြန်မာလိုရှိနေတာပေါ့နော်သူ့ကို stress ကိုပမာထားမလဲဆိုရင်နှစ်နေရာထားလို့ရပါတယ်ရှေ့မှာထားလည်းရတယ်လို့နောက်မှာထားလည်းရတယ် okay ရှေ့မှာထားမယ်ဆိုရင်နော်ခက်ကိုဖိပြလိုက်ပါ cafe cafe တကယ်လို့နောက်မှာထားမယ်ဆိုရင်နော် cafe cafe လို့ထလဲရုံပဲနော်ကျွန်တော်တို့မြန်မာစံနဲ့နှီးဆက်တာကတော့နောက်တန်နဲ့နှီးတာပေါ့နော်ကဖေးဆိုပြီးဖေးမှာဝစ်စာနှလုံးပေါက်ထဲတာ哦 Now, we เนาะวิสานนบอสรดา stress လို့ပြောတဲ့တဘောပဲလေ cafe or cafe hobby for example let's grab a coffee at the cafe nearby let's grab a coffee at the cafe nearby ကျွန်တော်ရန်ကုန်ထဲမှာဆိုရှိရလေ so, gng so grab and go နောက်ပါရှိလဲဆိုရင် delivery ပို့တာလေ food delivery ပို့တဲ့ဟာရှိတယ် grab နောက်ပြီး taxi ရှိတယ် grab ဒါကတော့ name တွေပေါ့နော်နာမည်တွေပေါ့သူရဲ့မူလအတိပေးကတော့ grab ကတခုကိုဆွဲယူရတဲ့အကြောင်းပြောတာပါ Okay ဒါကြောင့်မို့ဒီမှာဆိုရင် let's grab a coffee ဆိုတာက coffee ကိုဆွဲယူလိုက်ကြအောင်လို့ပြောတာမဟုတ်နော်ကျွန်တော်တို့ coffee သွားဆွဲလိုက်ရအောင်ဆိုတာအတိပေးမျိုးပေါ့ coffee တောက်ရအောင်လို့ပြောတာပါ at the cafe သို့မဟုတ် at the cafe coffee ဆိုင်မှာပေါ့ nearby ဆိုတာအလေးအနားမှာရှိတာကိုပြောတာဒါကြောင့်မို့ပြန်ထုတ်လိုက်မယ်ဆိုရင်ဒီအနီးအနားမှာရှိတဲ့ coffee ဆိုင်ကို နော်မတို့ဒီ coffee သွားတောက်ကြဆို let's grab a coffee at the cafe nearby let's grab a coffee at the cafe nearby okay ဒါကြောင့်မလို့ဒီစလုံးလေးမြင်ထွက်ရမယ့်တန်တက်ကတော့ cafe လို့ထည့်လို့ရတယ်လို့မျိုး cafe လို့လည်းထည့်လို့ရပါတယ် okay cafe 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 or cafe 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 5ဒီစကလုံးကိုဘယ်လိုအတန်းထွက်မလဲ cafeteria 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 လို့တန်ထွက်ပါတယ် cafeteria 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 သူကို ca fa ti ria လို့ထွက်ပါတယ်ဒီမှာ cafe လို့မထွက်ဘူးเนาะရေးတဲ့စလုံးကတော့ cafe ကို နောက်ကဆက်ရေးထားတာဒါပေမဲ့သူကို stress ထားတဲ့နေရာအကြောင်းဖြစ်တယ်เนาะ stress ကိုသူက t မှာထားရတဲ့အကြောင်းမို့လို့ No, เนาะเจนาတွေကလုံးဝဖော့သွားတယ်ပေါ့ဒါကြောင့်မလို့ cafe မဟုတ်ဖ ೇನೆ cafe cafe ဆိုပါပါလေးဖြစ်သွားမယ်เนาะဒါကြောင့် cafe terrier cafe terrier ဆိုပြီး team မှာပဲမြင်ပြလိုက်ပါ cafe terrier cafe terrier ဟုတ်ပြီ for example the school cafeteria serves hot meals every day the school cafeteria serves hot meals every day အဲ့တော့ကျောင်းကန်တင်းကိုပြောတာပေါ့နော်ကျောင်းမှာရှိတဲ့ coffee ဆိုင်ကိုပြောတာပါ subs ဆိုတာဝန်ဆောင်မှုပေးတယ်ဆိုတာရောင်းတယ်လို့ပြောချင်တာပေါ့နော်ရနိုင်တယ်ပေါ့ပါရလဲဆိုရင် hot meals လို့ခေါ်တယ်ဟင်းပူပူလေးတွေပေါ့ပူပူနွဲ့နွဲ့လေးတွေပေါ့နော်ဘယ်အချိန်ရလဲဆိုတော့ every day ပဲဒါကြောင့်မလို့မြန်မာလိုပြန်ချုပ်လိုက်မယ်ဆိုရင်နော်ကျောင်း coffee ဆိုင်မှာဆိုရင်နေ့တိုင်းပဲတဲ့နော်ပူပူနွဲ့နွဲ့အစားအစာတွေကိုရရှိနိုင်ပါတယ် okay ဒါကြောင့်မလို့ဒီစလုံးလေးမြင်ထွက်ရမယ့်အတန်တက်ကတော့ car far cafeteria cafeteria ကဖာကိုနည်းနည်းလေးနော်မြန်မြန်ပြောတတ်အောင်လုပ်ထားလေးပေါ့ cafeteria 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 ဆိုတာ coffee ဆိုင်ကိုပြောတာပါပဲ Okay ဟုတ်ပါပြီဒီနေ့ပြောခဲ့တဲ့အမှားတတဲ့အတန်ရရှိတဲ့စက်ကလုံးလေး၅လုံးကိုပြန်ချုံရအောင်ကဲပထမနံပါတ်တစ်လုံးကတော့ honor 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 နောက်တစ်လုံးကတော့ sapper 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 နောက်တစ်လုံးကတော့ dining table dining table dining table နောက်တစ်လုံးကတော့ cafe 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 or cafe 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 နောက်ဆုံးလုံးကတော့ cafeteria 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 ဟုတ်ပြီအားလုံးကိုချုပ်ပြီးတစ်ခေါက်စီပြန်ပြောကြည့်မယ် owner server dining table cafe cafeteria.